ကျိုက်တူစီရိုဖျားကြီးတောင်အောင်လိမ့်ကြရေးကိစ္စကိုကျွန်တော်နေငယ်ရှင်းပြပါမယ်အမှန်တကယ်မှာတော့ကျိုက်တူစီရိုဖျားကြီးတောင်အောင်လိမ့်ကြရေးဆိုတာကကိစ္စတွေကအနေငယ်ရှုပ်ထွေးပါတယ်နော်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာကျွန်တော်ပြောပြမယ်မန္တကယ်မှာတော့ခလင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မှာကျိုက်တူစီရိုဖျားကြီးကတတော်လေးကိုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်တကယ်လို့သားကျိုက်တူစီရိုဖျားကိုအင်အား9.5အထက်နဲ့လာလို့ရှိရင် link ချနိုင်တယ်ဆိုပြီးတော့ပညာရှင်တွေကခန့်မှန်းနေကြပြီးဘေးတကကျတော့အခုလေစိုက်တီယိုဆီရောဖျားကြီးကတော်တော်လေးကိုဒါသိမ်းဆောင်းနေတာကိုတွေ့ရကြောင်းကို6ဒီဂရီလောက်သိမ်းဆောင်းနေတာတွေ့ရကြောင်းကိုပညာရှင်တွေကပြောပါတယ်ဥရော online ပေါ်မှာစိုက်တီယိုဆီရောဖျားကြီး link ချသွားတယ်ဆိုပြီးတော့ရေးသားပေါ်ပြနေကြတယ်ဗီဒီယို file တွေလေးရှိတယ်အဲ့ဒါကတော့ AI နဲ့လုပ်ထားတာပါတကယ်ကိုမရိုင်းတာပါနော်လူတိုင်းကိုးကွယ်နေတယ်ဖျားကိုအချီညိုပြက်အောင်နော်လုပ်သွားတာပြီဖြစ်ပါတယ်စကောင်စီကလေးပြောထားတယ်အခုလိုမျိုးလုပ်တဲ့သူကို ဒါအရေးယူမယ်ပါညာကြီးညာထားတယ်ကျွန်တော်တို့နေတွေ့ရတယ်။ဒါလေးတရဏပြက်အောင်ဖြက်စည်းနေတာဖြစ်တယ်။ဒါမဲ့ကျွန်တော်တို့ဘုရားဘာသာမှာလည်းအစွန်းရောက်နေသူတချို့ရှိတယ်။အဲ့ဒါကတော့ chainId စီတော်ဘုရားကြီးကဘာမှမဖြစ်ဘူး။နော်ဘာကလေးပဲလာလာဘာမှမဖြစ်ဘူးဆိုတာမျိုးကတော့မဟုတ်ပါဘူး။နော်အခု chainId စီတော်ဘုရားကြီးကကလေးအနေငယ်လေးလှုပ်သွားတာတောင်းနော်အခုလိုမျိုး degree အနေငယ်စောင်းသွားတယ်။တကယ်လို့ဒါ chainId စီတော်ဘုရားကြီးကိုအာငါရတမငါအထက်နဲ့ဒါလာလို့ရှိရင်လိမ့်ကြနိုင်ကြုံကို ရာရှင်တွေကအသည့်လင်းကိုကြီးညာထားလိုက်ပြီဖြစ်တဲ့အတွက်ပြည်သူတွေအရန်ကြီးလက်အယူမတန်ကြဖို့เนาะဒါပြောချင်ပါတယ်